အမေရိကန်ဖလက်ပိုင်ပူးတွဲစည်ရဲလက်ကျင်းမှုစားတဲ့ပလီခဒန်2025လို့အမည်ပေးထားတဲ့အမေရိကန်ဖလက်ပိုင်ပူးတွဲစည်ရဲလက်ကျင်းမှုကို AP 23မှာစတင်ကြောင်းနှစ်နိုင်ငံတာဝန်ရှိသူတွေကသတင်းထုတ်ပြန်ပါတယ်။နှစ်နိုင်ငံပူးတွဲစည်ရဲလက်ကျင်းမှုကိုနှစ်စဉ်ကျင်းပလာတာဖြစ်ပေမဲ့အခုလက်ကျင်းမှုမှာအမေရိကန်တပ်ဖွဲ့ဝင်9000နဲ့ဖလက်ပိုင်စစ်သည်9000ကပါဝင်မဲ့အပြင်ဂျပန်နဲ့ဩစတြေးလျရေတပ်ကလည်းတောင်တုပ်ပင်လယ်ကင်းလှည့်ဆစ်စင်ရေးတွေမှာပါဝင်လေ့ကျင့်မယ်လို့ဆိုပါတယ် တိုင်လေရင်နဲ့စစ်သည်မော်တွေတင်းမော့ဖြစ်သုံးကြီးစနစ်တွေအပါအဝင်လက်နက်မျိုးစုံနဲ့အင်အားပြည့်ပါဝင်လေးကြီးတဲ့စည်ရည်လေးကြီးမှုတစ်ခုဖြစ်တယ်လို့ဘူးတွေစည်ရည်လေးကြီးမှုတာဝန်ခံအမေရိကန်ဒုဗိုလ်ချုပ်ကြီးဂျိမ်းဂလင်းကစည်ရည်လေးကြီးမှုစတင်ဖွင့်လှစ်တဲ့ခန်းနာမှာပြောကြားပါတယ်ဘူးတွေစည်ရည်လေးကြီးမှုကိုမေကိုရဲ့အထင်ပြုလုပ်သွားမှာဖြစ်ပြီးဂျူးတော်စစ်ပွဲကြီးတစ်ခုကိုသုံးနှံတိုက်ခိုက်နေတယ်လို့မျိုးလူအင်အားလက်နက်အင်အားအပြည့်စုံနဲ့လေးကြီးသွားမယ်လို့ဂျိမ်းဂလင်းကဆိုပါတယ် စီရင်လေးချင်းမှာဖိလစ်ပိုင်ရဲ့အချုပ်ချာအာဏာကာကွယ်ရေးအတွက်တာမကပွင့်လင်းလွတ်လပ်တဲ့အင်ဒိုပစိဖက်ရေချောင်းသွားလာရေးအတွက်ရည်ရွယ်တယ်လို့အမေရိကန်ဒုတ်ပေါ်ချုပ်ကြီးဂျိန်ဂလင်းကပြောသွားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။